တော့ဒီနေ့တင်ပြီးမှာလက်တီတစ်ခုကိုဘယ်လိုပြောရလဲဆိုပညာဒါနအနေနဲ့ရောလက်တီအကျဉ်းတက်တဲ့လက်တီချစ်သူများတော့ဘယ်လိုပြောရလဲဆိုပြောပြမှာဖြစ်ပါတယ်ဒီတော့ရေကတတာတွေကနွမ်းနုလေးတပူရင်ထုတ်လာလာပါမယ်။အဲနွမ်းနုကိုမစ်ဖောင်ရိုက်ဖို့ကျွန်တော်တို့မစ်ချာထဲမှာနွမ်းနုတဝက်လောက်ထည့်လိုက်ပါမယ်။ ပီယာနဲ့ကျော်ကော်ဖီမုတ်လေးကိုစားကြိတ်ပါမယ်။ကြိတ်ပြီးတော့ကြိတ်ထားတဲ့ကော်ဖီမုတ်တွေကိုကျော် espresso one shot ကောင်လေးကိုစတိုင်လေးနဲ့ထည့်ပါမယ်။ကော်ဖီမုတ်ထည့်ထားတဲ့ကောက်လေးကိုကျွန်တော်တို့တံပါလေးနဲ့အားရပါရလေးဖိလိုက်ပါမယ်။ဟုတ်တာပြောရင်းနဲ့မောလာလို့ကျော်ဆိုင်ရချစ်ကိတ်လေးတစ်လုံးနဲ့ဆိုင်ရ signature လိုပဲတက်သေးလေးတစ်ခုအားရပါရထိုင်စားထိုင်တောင်းလိုက်ပါမယ်။ နိုဝဲလက်တရာတော့ကော်ဖီရဲ့အရာတာနိုရဲ့အစိမ့်အရာတာအချိုရတာသုံးမျိုးလုံးအချိုသားညီအောင်ပေါ်ဆက်ထားတဲ့ကျွန်တော်ကြိုက်ဆုံးပါဗျာဒါနဲ့ဆက်အောင်ခုနတံပါနဲ့ဖိထားတဲ့ one shot ကောက်လေးကို espresso မချီမှာကျော်အရင်တက်လိုက်ပါမယ်တက်ပြီးတော့ကျော် smoke တန်လေးပြလိုက်ပါမယ်ဆက်ပါအဲ့လိုတက်ပြီးတော့ကျွန်တော်အရင်ဆုံး espresso လေးအရင်ချလိုက်ပါမယ် ဧစပစုချပီယာနဲ့ခုနကျွန်တော်တို့မစ်ဖောင်ရိုက်ထားတဲ့နွမ်းနုတ်ခွက်လေးကိုယူပြီးတော့ကျွန်တော်တို့မစ်ဖောင်လေးကိုရိုက်လိုက်ပါမယ်။ကျွန်တော်တို့မစ်ဖောင်ရိုက်ပီယာနဲ့ဧစပစုခွက်တဲ့ထည့်ပီယာနဲ့မိမိကြိုက်တဲ့တက်ရပုံရေးဆွဲပြီးသုံးဆောင်လို့ရပါပြီ။ဒိဋ္ဌာမှာတခုရရှိပါတယ်ကအဲ့ဒါကလက်တီတစ်ခွက်ရဲ့မစ်ဖောင်ကအမြုပ်1215 cm တူမှာပဲရှိပါတယ်။အဲကြော်ဆွဲထားတဲ့ပုံကတော့ပညာပြလွန်သွားတော့ မပြတော့ဘောဗျာခွက်တယ်ပဲထည့်လိုက်ပါမယ်ဒါတော့ကျွန်တော်လက်တီတော့ခွက်ဘလို့ဖြော်ရလဲဆိုတော့ဖြော်ပုံဖြော်နည်းအစင်းစင်းကိုကျွန်တော်ပြလာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်